မြန်မာဝိထုတို့နှစ်တရာပြည့်အကျိုးမှတ်မှတ်ရရမြန်မာဝိထုတို့များတင်းတင်းနဲ့ထွက်ရှိခြင်းအမှတ်တရအနေနဲ့စိတ်ကူးချစ်ချိုစာအုပ်တိုက်ရဲ့စာအုပ်ရောင်းပွဲကိုစက်တင်ဘာလ၄ရက်နေ့မှာစတင်ပြုလုပ်နေပါတယ်။အဲဒီစာအုပ်ရောင်းပွဲကိုရန်ကုန်မြို့ကုန်းတယ်လမ်းမှာရှိတဲ့မန္တလေးအသင်းခန်းမှာမှာပြုလုပ်နေပါတယ်။ကြားပွဲမှာစိတ်ကူးချစ်ချိုစာအုပ်တိုက်ကထုတ်ဝေခဲ့တဲ့စာပေတွေရဲကတချို့ကို20ရာခိုင်နှုန်းလျှော်ဈေးနဲ့ရောင်းချနေပါတယ်။စာအုပ်ရောင်းပွဲမှာစိတ်ကူးချစ်ချိုစာအုပ်တိုက်ကနေထုတ်ဝေခဲ့တဲ့စာပေတွေရဲကဗုဒ္ဓဝင်စာပေ ကျမ်းမာရေးနဲ့အလှပရေးရာဆိုင်ရာစာအုပ်တွေမြမစာရေးဆရာကြီးတွေရဲ့ဝိထုလိုစာအုပ်တွေပြည်ရင်းပြည်ပစာရေးဆရာကြီးတွေရဲ့ကြပြာစာအုပ်တွေစော်ကြားထင်ရှားသူတွေရဲ့အထုပ်ပတိစာအုပ်တွေကလေးငယ်တွေအတွက်ပုံမြင်စာအုပ်ကြပြာစာအုပ်စတာတွေကိုရောင်းချနေပါတယ်အခုလိုစာအုပ်ရောင်းပွဲပြုလုပ်တာနဲ့ပတ်သက်ပြီးပါဝင်စီစဉ်သူတဦးဖြစ်တဲ့စာရေးဆရာလေးကိုတင်ကအခုလိုပြောပါတယ်တကူးကျူကျူစာအုပ်တိုက်က1999ခုနှစ်ဩဂုတ်လကနေစပြီးတော့ လောက်တိုက်ထောင်ပါလေ2015ခုနှစ်ဒီနှစ်ပေါ့နော်အဲမှာ16နှစ်ပြည့်အထိမ့်မှတ်နေတဲ့ကျွန်တော်တို့ဗဟန်းဂျာတော့ရနားမှာရှိတဲ့အန်ဝါဓမ္မယုံမှာ16နှစ်ပြည့်စကူးချူချူတောင်းနှစ်ပတ်လဲပြပွဲကိုပြုပါတယ်အဲ့ဒီပြပွဲကနေတဆင့်အခုစက်တင်ဘာလ၄ရက်နေ့မှာဒုတိယပြပွဲဆက်လက်ပြပပြုလုပ်တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ နှစ်တရာပြည့်ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာဒီနေရာပြင်ပေါ့နော်တခြားဖယ်နေရာတွေမှာရောဒီလိုပြပွဲပြည့်လို့မရဘူးရှင့်ကျွန်တော်တို့ရှေ့နေရာမှာပြုလုပ်ဖို့အချက်ချင်းရှိပါတယ်ဒီမှာမန္တလေးမှာဆိုကျွန်တော်တို့စက်တင်ဘာလ10ရက်နေ့မှာတကူးကျူကျူစာအုပ်ဆိုင်အမှတ်နှစ်ပေါ့နော်ဖွင့်ပွဲလုပ်ရင်တော့အဲ့ဒီမှာလည်းစာအုပ်ပြပွဲလေးတွေရောင်းပွဲလေးတွေလုပ်ပါတယ်အခုမန္တလေးအသင်းရဲ့စာအုပ်ပြပွဲကတော့ကျွန်တော်ရောင်းပွဲရတော့ဒါဒုတိယကြိမ်လုပ်တာပါ ဒါပြင်နယ်တွေလည်းကျွန်တော်တို့ခြေဆန့်ပြီးတော့စကူးချူချူရဲ့မြစ်တရားပြေဝတ္ထုတို့ပြပဲလေးတွေကျွန်တော်ဆက်လုပ်ပါအောင်။နက်ဖန်ဆိုရင်လည်းမြန်မာဝတ္ထုတို့တွေနဲ့ပတ်သက်လို့မြန်မာစာပေနဲ့ပတ်သက်လို့စကူးချူချူကနေပြီးတော့ကျွန်တော်တို့စာရန်ဖတ်ဖို့တွေလုပ်ပါလား။အဲ့ဒီမှာလည်းဝတ္ထုတို့နဲ့ပတ်သက်တဲ့စာရန်တွေသူနည်းပွဲတွေပါပါလိမ့်မယ်။အဆိုပါစာအုပ်ရောင်းပွဲတော်ကိုစက်တင်ဘာလ၄ရက်နေ့ကနေ၁၀ရက်နေ့အထိနက်နက်၉နာရီကနေညနေ၅နာရီခွဲအထိရောင်းချပေးသွားမှာဖြစ်ပါတယ်။ အခုလိုစာအုပ်ရောင်းပွဲတော်ပြုလုပ်တဲ့အပြင်စေကူးဆဆူစာအုပ်တရဲ့16နှစ်ပြည့်အမှတ်တရအနေနဲ့စက်တင်ဘာလ9ရက်နေ့မှာစာပေပိမှန်ခန်းမအတွင်မြန်မာစာအုပ်လောက2015စာရန်ဖက်ပွဲကိုလည်းပြုလုပ်သွားမှာဖြစ်ပါတယ်။